ကမ္ဘာ့ကုလသမဂ္ဂကိုဖွဲ့စည်းထားတာကမ္ဘာ့ကုလသမဂ္ဂရဲ့ဖွဲ့စည်းဖြစ်တဲ့ UN, UNHCR, WHO နဲ့ UNICEF စားရဖွဲ့တွေကတရားငွေချေးနဲ့လက်ပတ်နေတာလေကိုသူကထပ်ပတ်ပေးနေတယ်ဘလောက်ရခိုင်နှုန်းထပ်ပတ်ပေးနေတယ်နောက်ပြီးခုချိန်ကုလသမဂ္ဂဖွဲ့စည်းရအပြောတတဲဖြစ်နေပြီလားလက်တွေ့ရောလောက်ဆောင်နိုင်ဆိုင်ရှိသေးတာလားဒီနေ့ဗီဒီယိုမှာတော့ကုလသမဂ္ဂအကြောင်းအပိုင်းနှစ်နေနဲ့တင်ဆက်ပေးရမှာပါ UN ကိုဖွဲ့စည်းထားတာအတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ် ကုလသမဂ္ဂရဲ့ပဋိညာစာတမ်းအရဒီတောင်ထားခဲ့တဲ့ဖွဲ့စည်းကြီး၅ခုရှိပါတယ်။အသေးသေးညီလာခံလုံခြုံရေးကောင်စီ၊စီပေါ်ရေးနဲ့လူမှုရေးကောင်စီ၊ BB ဆိုင်ရာတရားရုံးနဲ့ကုလသမဂ္ဂအသေးရေးမှု၆ရုံးတို့ပါ။နောက်ပြင်အရင်ကထူခြားတဲ့ဖွဲ့စည်းတခုလည်းရှိခဲ့ပါတယ်။တန်ချုံမှုကောင်စီလို့လည်းခေါ်တယ်လို့အောက်ချုပ်ရေးကောင်စီလို့လည်းခေါ်ဆိုကြတဲ့ဖွဲ့ပါဒီဖွဲ့စည်းရာအခုချိန်မှာတော့မရှိတော့ပါဘူးသူ့ကို1994ခုနှစ်မှာအလောက်တော်ဝင်ရအကောင်လုံးကိုရပ်ဆိုင်ခဲ့ကြတာပါ ဒီအဖွဲ့အစည်းတွေအကောင်လုံးကလောက်ဆောင်ရတဲ့အလုပ်တွေလည်းမတူညီကြပါဘူးအခုဆိုအဖွဲ့အစည်းကြီး၅ခုကပဲဆက်လက်လည်ပတ်နေတာပါနံပါတ်၁ကတော့အထွေထွေညီလာခံပါအဖွဲ့ဝင်နိုင်ငံပေါင်း190နိုင်ငံပါဝင်ပြီးနိုင်ငံတခုချင်းစီတိုင်းမှာဆိုရင်မဲတမဲစီပေးဆောင်နိုင်ကြမှာပါငင်းချင်ရေးဖွေပြိုးတိုးတက်ရေးပန္တာရေးနဲ့နိုင်ငံခြားနိုင်ငံတွေခြားဆက်ဆံရေးစာရပြဿနာတွေကိုဆွေးနွေးဆုံးဖြတ်ပေးတဲ့နေရာပါညီလာခံကတော့တစ်နှစ်တစ်ကြိမ်ကျင်းပလေးရှိပြီး အရေးပေါ်ခြင်းတွေအရေးပေါ်စည်းဝေးတွေကိုလည်းခေါ်ယူစည်းဝေးလေးရှိပါတယ်။ညီလာခံကိုနိုင်ငံလိုက်ဒေသလိုက်ရွေးချယ်တဲ့ဥက္ကဋ္ဌတဦးနဲ့ဒုဥက္ကဋ္ဌ20တဦးတို့ကဥဆောင်ကျင်းပလေးရှိပါတယ်။နံပါတ်2ကတော့လောင်ချုံရဲကောင်စီပါ။ကမ္ဘာညင်ချမ်းရေးကိုထိန်းသိမ်းထားဖို့တာဝန်ယူထားတဲ့အဖွဲ့အစည်းပါ။စစ်ဖြစ်တာညင်ချမ်းရေးချုပ်ပေါက်တာမျိုးဖြစ်လာခဲ့ရင်တားဆီးဖို့စံပြချက်ချနိုင်ပါတယ်။လောင်ချုံရဲကောင်စီကိုဖွဲ့ဝင်နိုင်ငံပေါင်းစံကနိုင်ငံနဲ့ဖွဲ့စည်းထားပြီး အမြဲတမ်းဖွဲ့ဝင်နိုင်ငံ၅နိုင်ငံရှိပါတယ်။ဒီ၅နိုင်ငံကမပြောင်းလဲပဲဒီရှိနေတဲ့ B5 လို့ခေါ်တဲ့နိုင်ငံတွေပါ။ဒါနဲ့ဆန်နိုင်ငံတွေကိုတော့တစ်နှစ်ကုန်၅နိုင်ငံနှုံးနဲ့ပြောင်းလဲပြီးနိုင်ငံတစ်ခုကလောင်ချော်ရေးကောင်စီမှာနှစ်နှစ်တာဝန်ထမ်းဆောင်နိုင်ပါတယ်။နံပါတ်၃ကတော့အောက်ချော်ရေးကောင်စီပါ။ဒီဖွဲ့စည်းရာစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးစားရဲကိစ္စတွေကိုထိန်းကြီးဆောင်ရွက်ဖို့တာဝန်ယူရတာပါဒီဖွဲ့စည်းရေးလက်အောက်မှာဆိုရင် UNESCO WHO နဲ့ UNICEF ဖွဲ့စည်းတွေရှိနေပါတယ်။နံပါတ်၄ကတော့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ပါ။နိုင်ငံတွေကြားဖြစ်ပေါ်တဲ့ပြဿနာတွေကိုတရားဥပဒေနဲ့ဖြေရှင်းပေးတဲ့တာဝန်ယူထားတာပါ။နယ်စပ်ပြဿနာ၊စီးပွားရေး၊ညှဉ်းချဲရေးနဲ့ပတ်သက်တဲ့အမှုတွေကိုလည်းစစ်ဆေးပေးနေတာပါ။ရုံချုပ်ကတော့အမေရိကန်ပြင်ပမှာရှိတဲ့နယ်သာလန်မှာအခြေစိုက်တာပါ။နံပါတ်၅ကတော့အသွေးအမှု၆ရုံပါ။ကုလသမဂ္ဂဖွဲ့စည်းအားလုံးကိုစီကံကြစနစ်တကျ လဲပတ်နိုင်အောင်စီမံခန့်ခွဲပေးတဲ့တာဝန်ယူထားတာပါအခြားဖွဲ့စည်းတွေဖြစ်တဲ့တွေ့တွေ့ညီလာခံနဲ့လုံခြုံရေးကောင်စီကစံပြချက်ချတဲ့နေရာဆိုရင်အဲဒီစံပြချက်ကိုအကောင့်တွေပေါ်နိုင်အောင်ဆောင်ရွက်ပေးရတာကအထွေထွေတွေ့ရင်မှုချောင်ရုံပါအထွေထွေတွေ့ရင်မှုချောင်ရုံကိုဥဆောင်တဲ့လူကအဖွဲ့အားလုံးရဲ့အထွေထွေမှုချောင်လို့လည်းခေါ်ဆိုကြပါတယ်သူကအခုလက်သမကမှာအကြီးဆုံးအရာရှိဖြစ်ပြီးတော့မှကဘာလုံးဆိုင်ရာဖွဲ့စည်းတွေကြားညီချင်းရေးအတွက်အတန်လို့လဲခေါ်ဆိုကြပါတယ် သူ့ကို9နှစ်တချိန်ပြန်ပြီးရွေးချယ်တင်မြောက်လာမှာလေအခုချိန်တာဝန်ထမ်းဆောင်တဲ့လူကတော့အန်တိုနီယိုကူတာရပါသူကကုလသမဂ္ဂရဲ့အထွေထွေတူမှုကြောင့်ဖြစ်ပြီးတော့မှအဖွဲ့အစည်းအလုံးရဲ့တရားမှုအကြီးဆုံးလူလို့လည်းပြောလို့ရပါတယ်ကုလသမဂ္ဂဖွဲ့စည်းရာဘယ်ရငွေချေးနဲ့လဲပတ်နေတာလဲကုလသမဂ္ဂကိုလဲပတ်နိုင်ဖို့နိုင်ငံတွေအလုံးကငွေချေးထောက်ပံ့ပေးကြတာပါညင်ချင်းရေးလူခွေရေးလူသားကယ်ဆယ်ရေးစတဲ့နေရာတွေမှာဆိုရင် ငွေကြေးတောင်းပြုဖို့လိုအပ်လာပါတယ် UN ကငွေကြေးနှမျိုးနှစားရှိပါတယ်ပထမတစ်မျိုးကတော့အခြေခံငွေကြေးစနစ်ပါဒီစနစ်က UN ရဲ့အမြဲတမ်းလောက်ဆောင်နေတဲ့အလောက်တွေအတွက်အသုံးပြုတာပါဥပမာစီးဝေးတွေကိုစီမံခြင်းနဲ့ဝန်ထမ်းတွေကိုလှစပေးဖို့တတ်ပါနိုင်ငံတိုင်းကပေးဆောင်ရတဲ့ဆိုပေမဲ့ပေးဆောင်ရတဲ့အချိုးအစားမတူညီကြပါဘူးကိုယ်နိုင်ငံရဲ့စီးပွားရေး GDP လူရည်အပေါ်မူတည်ပြီးမှပေးဆောင်ရတာပါ ရေထဲမှာဆိုရင်အမေရိကန်ကအများဆုံးပေးဆောင်နေရပြီး22ရာခိုင်နှုန်းထိပေးဆောင်နေရတာပါနံပါတ်2ကတော့ငင်းချင်းရေးလေပတ်ပိုးငွေချေးပါကမ္ဘာနေရာနှက်ပြ UN ညချင်းရေးတပ်တွေကိုဆေးလွပိုးသွားအသုံးပြုတာပါတခြားငွေပိုးတောင်းရတဲ့ဖွဲ့စည်းတွေဖြစ်တဲ့ WHO, UNESCO နဲ့ UNICEF တို့လိုဖွဲ့တွေတက်လဲငွေကြေးထောက်ပံ့မှုတွေပေးရတာပါနိုင်ငံပေါင်း193နိုင်ငံရှိတယ်ဆိုပေမဲ့အမေရိကန်ကအများဆုံးထောက်ပံ့ပေးနေတာဖြစ်ပြီး20 22ရာခိုင်နှုန်းနဲ့ထောက်ပံ့ပေးနေတာပါ သူရနာမှာဆိုရင်တယောက်က20ရာခိုင်နှုန်းနဲ့ထောက်ပံ့နေပြီးဂျပန်ဂျာမနီပြင်သစ်နိုင်ငံတွေက9ရာခိုင်နှုန်းကနေ9ရာခိုင်နှုန်းထိအများဆုံးထောက်ပံ့ပေးနေတဲ့နိုင်ငံတွေပါဒီ9နိုင်ငံပေါင်းပြီးထောက်ပံ့ပေးတဲ့ကုလသမဂ္ဂငွေကြေးဟာ60ရာခိုင်နှုန်းကနေ65ရာခိုင်နှုန်းထိရှိတယ်လို့ဖော်ပြထားကြပါတယ်ဒါကနိုင်ငံရဲ့စီးပွားရေး GDP အပေါ်မူတည်ပြီးပေးဆောင်နေကြရတာပါအဓိကပိုင်းဖြစ်တဲ့ကုလသမဂ္ဂဟာအပြောတက်တက်ဖြစ်နေပြီလား တော်နေထရကကုလသမဂ္ဂမိုက်ခိုးမှာကုလသမဂ္ဂဖွဲ့စည်းရာအပြောတတ်တဲ့ဖြစ်နေပြီလို့ပြောဆိုသွားခဲ့ပါတယ်။ဒါဆိုတကယ်ရောအပြောတတ်တဲ့ဖြစ်နေပြီလား။1945ခုနှစ်ကဖွဲ့စည်းခဲ့တဲ့ချိန်မှာကုလသမဂ္ဂရည်ရွယ်ချက်ကတော့ကဘာပေါ်မှာငင်းချမ်းရင်းနဲ့အပြည့်အလန်ပူပေါင်းဆောင်ရွက်ရေးပါ။အခုချိန်မှာစစ်ပွဲတွေကိုမသားစီနိုင်တော့တာဘာကြပါလဲ။စစ်ပွဲကိုသားစီဖို့စံပြတ်ချက်ချတဲ့နေရာမှာဗီတိုအာနာရထားတဲ့နိုင်ငံတွေရဲ့လောင်ပတ်ချင်းကိုခံနေရတာပါ။ဥပမာရုရှားယူကရိန်းစစ်ပွဲလိုပါ။ ဒီစစ်ပွဲကိုတာစီဘောကူလက်သမဂ္ဂကဆုံးဖြတ်ချက်ချခဲ့တယ်ဆိုပေမဲ့ရုရှားကဗီတိုဟာနာတုံးပြီးပယ်ချပယ်ချခဲ့တဲ့အတွက်တာစီဘောအခက်အခဲရှိနေပါတယ်။တပည့်အမေရိကန်အီရက်စစ်ပွဲမှာလည်းကူလက်သမဂ္ဂကခွင့်မပြုခဲ့ပေမဲ့လက်ဆောင်တော့ခဲ့တာပါ။အခုလည်းတရုတ်ထိုင်ဝမ်အရေးတော်တော်လေးကျေလောင်လာနေပါပြီ။ဖြစ်စဉ်နဲ့ကောလွန်ပြန်ကြည့်ရမယ်ဆိုရင်ဗီတိုဟာနာရတဲ့နိုင်ငံတွေကသူတို့ထင်တိုင်းလောက်ဆောင်နေတဲ့အတွက်ကုလသမဂ္ဂကတာစီဖို့ဆုံးဖြတ်ချက်တွေမချနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်းကုလသမဂ္ဂကပြောတတ်တတ်ဖြစ်လာနေပြီဆိုတာသိသာလာခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလောက်ဆောင်ချက်တွေတော့ရှိနေပါသေးတယ်။လူသားအကူအညီပညာရေးချက်မှရေးစတဲ့နေရာမှာဆိုရင်အရေးပါတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဆက်လက်ရှိနေတော့မှရန်ချမ်းရေးကဏ္ဍတွေမှာဆိုရင်တော့စာပဲထုတ်ပြန်နိုင်တော့တယ်ဆိုတာကိုတွေ့ရမှာပါ။ဒီနေ့ video တော့တလားပါပဲ။အဆုံးထိကြည့်ရှုပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်။နောက် video မှာပြန်လည်ဆုံတွေ့ပါဦးမယ်။